စကိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲဖြစ်ဒီတစ်နှစ်အတွင်းမှာပြင်းအား၅ထက်ရှိတဲ့ငလင်တွေပါဝင်အကြိမ်ပေါင်း900ကျော်လှုပ်နိုင်သေးတယ်လို့အမေရိကန်ဘူမိပေဒါလေ့လာရေးဌာန USGS အချက်လက်တွေကသိရပါဗျ။မိုးလေသပညာရှင်ဦးဝင်းနိုင်ကလည်းဧပြီလ18ရက်မနက်6နိုင်ကနေည7နိုင်အထိငလင်12ကြိမ်လှုပ်ခဲ့ပြီးအင်အားအများဆုံးကဗကိုးတိုင်းထဲမှာပြင်းအား၄.၄နဲ့ဖြစ်တယ်လို့သူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြထားပါဗျ။ ပဲခူးတိုင်းမန္တလေးတိုင်းကရင်ပြည်နယ်ကရင်နီကယားပြည်ရှမ်းပြည်နယ်တို့မှာလှုပ်ခတ်ခဲ့တာဖြစ်ပြီး၃ချိန်ကတော့သခိုင်းငလင်ကြောနဲ့မဆိုင်ဘူးလို့ဆိုပါတယ်စစ်ကောင်စီမိုးလေသာဌာနကလည်းဧပြီလ19ရက်ဒီကနေ့မနက်အစောပိုင်း7:00နာရီ4မိနစ်ကနေ9:00နာရီမိနစ်50အထိရေတာရှည်ရမဲတင်တဲ့မြစ်သားမျိုးတို့မှာပြင်းအား3.9 3.5ရှိတဲ့ငလင်၃ချိန်လှုပ်ခတ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ဦးဝင်းနိုင်ကတော့ထိုင်းနိုင်ငံငလင်ထဏာရဲ့နောက်ဆက်တွဲငလင်လုတ်တဲ့မှတ်တမ်းတွေရအကျဉ်း600လောက်ရှိပြီလို့ဆိုပါရတယ် USGS ကဒီတစ်နှစ်အတွင်းပြင်အားသုံးတဲ့ထက်ငလင်ပေါင်း665ကြိမ်ပြင်အားလေးနဲ့ထက်ငလင်ပေါင်း65ကြိမ်ပြင်အား၅နဲ့ထက်ငလင်ပေါင်း6ကြိမ်လှုပ်ခတ်နိုင်တယ်လို့ဧပြီလ18ရက်နေ့မှာခန့်မှန်းဖော်ပြထားပါတယ်ဒီတစ်နှစ်တွင်မှာဖြစ်နိုင်တဲ့ကာလတူနောက်ဆက်တွဲငလင်နှုန်းတွေကိုစုပေါင်းပြီးတွက်ချက်ထားတာဖြစ်လို့ကာလရှည်ခန့်မှန်းချက်မှာတော့နောက်ဆက်တွဲငလင်လှုပ်နိုင်ခြေပိုများနေတာလို့လည်းရှင်းပြထားပါတယ်ရှင် ထိုင်းမြန်မာနယ်စပ်ကင်းပြည်နယ်ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ KNLA ပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်နေရာကြောင့်ဧပြီလ18ရက်နေ့မှာ KSB ရှောင်း120လောက်ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ထိုင်းစစ်ထိုင်းစစ်တပ်နဲ့နှိဆက်သူတွေစီကနေသိရပါဗျ။အဆိုပါစစ်ပေးရှောင်တွေဟာဖအန်ခရိုင်အတွင်းကဖြစ်ပြီးတိုက်ပွဲတွင်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေနဲ့ဖုံးလာကျဲတာကြောင့်ပြည်သူတွေတေဆုံးတန်ရာရခဲ့တယ်လို့နေအိမ်တွေလည်းပျက်စီးဆုံးရှုံးခဲ့ပြီးထိုင်းမက်ချန်း မဲလမမျိုးနဲ့ကျွရွာအနီးတဘာဝကိဘက်ကိုကူးလာကြတာလို့ဆိုပါတယ်ထိုင်းတာဝန်ရှိသူတွေကစစ်ရှောင်းတွေကိုလက်တလောနေထိုင်ရေးစားတောက်ရေးကူညီပေးထားပြီးတော့တိုက်ပွဲပြီးဆုံးပါကနေရက်ပြန်သွားဖို့နေဆက်ကိတ်ကနေပြန်ပို့သွားမယ်ဆိုတော့သိရပါတယ်ရှင်မြင်းကလေးတင့်ဒေတာတွေပြန်လဲထူထောင်ရေးမလုံနိုင်သေးခင်မှာပဲတစ်ဖက်မှာလည်းစစ်ရေးအခြေအနေပြင်းထန်စေဒေတာတွေနဲ့စစ်ကောင်စီရဲ့ဗတ်ပေါင်းစုံကထိုးစစ်ဆင်မှုတွေရှိနေပါတယ် ဆက်လက်ပြီးတိုက်ပွဲသတင်းတွေကိုလည်းပြောပြပေးပါမယ်။အင်းတော်မျိုးကိုတော်လိုင်းတပ်ဖွဲ့တွေကဧပြီလ9ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်အင်းတော်နဲ့အနီးဆုံးမှာရှိနေတဲ့ကတားမျိုးကိုစစ်ကောင်စီကလေကြောင်းကနေအင်အားဖြည့်တင်းနာတွေပြုလုပ်နေရလို့ကတားမျိုးနယ်ဘက်ကဖတာဝန်ရှိသူတို့ကနေသိရပါဗျာ။ ကတာမျိုးကိုစစ်ကောင်စီခံစစ်ပင်နေတဲ့အနေထားမှာရှိနေပြီးတော့ MI17 ရဟန်းရင်နဲ့အင်အားလာချနေရလို့ပြောပါရယ်ကတာမျိုးကတော့သူတို့ခံစစ်ပင်နေပြီး MI17 တွေလာရောက်အင်အားလာချတာလက်နက်အင်အားတွေထပ်တိုးတာလို့ထင်တယ်စုစုပေါင်းဆိုရင်၈ခေါက်လောက်ရှိပြီလို့ပြောပါရယ်ကတာမျိုးတွေမှာစစ်ကောင်စီတပ်စခန်းတွေကကတာမျိုးတွေမှာခမာယ309တရင်မြို့နယ်ရဲစခန်းကတာအခြေဥစည်းနေရာနဲ့ကတာကနေအင်းတော်အတွက်လမ်းဆောင်ဂိတ်စခန်းတွေမှာကြန့်ရှိနေတာဖြစ်ပါရယ် ကတားကနေအင်းတော်အထွက်လမ်းဆောင်မှာရှိတဲ့စစ်ကောင်စီစစ်ဆေးဂိတ်ကတပ်သားတွေကလည်းလမ်းသွာလမ်းလာတွေကိုစစ်ဆေးမေးမြန်းတာတွေရှိပေမဲ့အင်းတော်မျိုးကိုလော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ပြည်သူတွေကိုစစ်ဆေးတာတွေရောနေသွားပြီးဘန်ကာကနေအစ်စ်နေရာယူထားတာကိုတွေ့ရတယ်လို့ကတားမျိုးနယ်ဒေသခံတူကပြောပါရယ်လက်ရှိချိန်ထိကတာမျိုးနယ်မှာတော့တိုက်ပွဲဖြစ်ပွားတာမရှိဘဲငြိမ်သက်နေပြီးကတာမျိုးကတော့ပုံမှန်လေပတ်နေရလို့သိရပါဗျ။ ကတာမြို့ပတ်ဝန်းကျင်မှာတိုက်ပွဲတွေဖြစ်ပွားလာမှာကိုစိုးရိမ်နေပြည်သူတို့တလေကတော့ကတာမြို့ကနေတင်းရှောင်နေထိုင်တာတွေရှိတယ်လို့သိရပါတယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းရောင်ရွှေမြို့နယ်အင်းလေးဒေသမှာအင်အားပြင်းငလင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက်ဝါစင်းနှုံအစမတန်မြင့်တက်လာလို့သိရပါတယ်။ငလင်မလုတ်ခင်ကဝါတလုံးကို6000ကျပ်ကနေ1000ကျပ်ကြားတာရှိပြီးလက်ရှိမှာတော့ဝါလှမလှပေါ်မူတည်ပြီးဝါတလုံးကို1000ကျပ်ကနေ1800တိဈေးမြင့်တက်သွားတယ်လို့သိရပါဗျ။ အခုလိုဈေးတွေတက်နေတော့ကျွန်တော်တို့ဒုက္ခအတော်လေးရောက်ပါတယ်အိမ်ပြန်ဆောက်ဖို့လည်းအဆင်မပြေဘူးအခုလိုဒုက္ခရောက်နေတဲ့ချိန်မှာအဲ့လိုမျိုးတွေမလုပ်စားကြပါနဲ့တောင်းပန်ပါတယ်လို့အိမ်ပြိုသွားတဲ့အမျိုးသားတူကပြောကြပါတယ်ဝါးဈေးတက်တဲ့ပြင်တက်ကယ်ဈေးလည်းနှစ်ဆမြင့်တက်နေပြီးနံပါတ်ဈေးရှိဝါးနဲ့တက်ကယ်ကိုအခုတလောရောင်းမလောက်ဖြစ်နေတယ်လို့ပြောပါရယ်ငလင်လောက်ခတ်ပြီးတဲ့နောက်အင်းလေးဒေတာမှာအင်းဆောက်ပစ္စည်းဈေးနှုန်းမြင့်တက်မှုတွေကြောင့်အင်းလေးဒေတာခဏနေနေတဲ့အခက်အခဲတွေဖြစ်နေကြရတယ်လို့ပြောပါရယ် မက်စလာ28ရက်နေ့ကလုတ်ခတ်ခဲ့တဲ့ငလင်ကြောင်အင်းလေးဒေတာမှာဘုံကြီးကျောင်းဟိုတယ်ပါဝင်လူနေအိမ်3255လုံးပျက်စီးခဲ့တယ်လို့သိရပါတယ်ရှင်ရှန်ကယားနယ်စပ်မိုးပြဲမြို့နီနာမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းအင်အားစုတွေတိုက်ပွဲတွေပြင်းထန်နေကြပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်15ရောက်ထပ်မင်းထိခိုက်မှုရှိရလို့ KNDF အမှတ်1ဗျူဟာကဧပြီလ19ရက်နေ့မှာထုတ်ပြန်ပါတယ် ။ဧပြီလ19ရက်မနက်9နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ကအင်အား100ကျော်နဲ့ဒူလက်နက်ကြီး drone တွေနဲ့ထိုးစစ်ဆင်လာခဲ့ပြီးတော်လိုင်းအင်အားစုတွေနဲ့တိုက်ပွဲ2နာရီကျော်ကြာဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီဘက်ကအထိကိုက်များလို့ခမာရ422ထဲကိုပြန်ဆုတ်သွားတယ်လို့သိရပါဗျ။ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကို drone နဲ့ပြန်လည်တိုက်ခိုက်ရင်တော်လိုင်းအင်အားစုဘက်ကရဲဘော်၂ယောက်လည်းထိခိုက်မိပြီး drone တစ်စင်းလည်းပျက်စီးသွားခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်စစ်ကောင်စီတပ်ကမိုးပြင်းမြို့ကိုသိမ်းပိုက်ခြင်းနဲ့အတွက်နေ့ရက်တိုင်းလက်နက်ကြီးနဲ့ပစ်ခတ်တာ drone နဲ့ဘုံကျဲတာလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေကိုပြုလုပ်နေရကြောင်းပြည်သူတွေအနေနဲ့မိုးပြင်းမြို့ကိုဖျက်ဆီးသွားလာခြင်းရင်မြေပြင်အခြေအနေကိုမေးပြီးမှသွားလာကြဖို့အသိပေးထားပါတယ်ရှင်။ နလေဘေးကဲစိင်းနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအချိန်မြင့်ဆောင်ရွက်နိုင်ဖို့နဲ့တည်ငြိမ်အေးချမ်းမှုကိုရှေ့ရှုပြီးအေဘလာ၂ရက်နေ့ကနေ၂၂ရက်နေ့ထိနိုင်ငံတော်အရာကြီးအပြည့်ရဲ့ကြောင်းစစ်ကောင်စီကထုတ်ပြန်ကြေညာထားပေမဲ့လေချောင်းတိုက်ခိုက်မှုလက်နက်ကြီးပြည့်ခတ်မှုတွေဇက်တိုက်ပြုလုပ်နေပါတယ်။ DBB data တင်းကကောက်ယူထားတဲ့စီးနေရစစ်ကောင်စီကငလေလောက်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေဧပြီလ18ရက်နေ့ထိတိုက်ခိုက်မှုအကြိမ်ကြီး242ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ဧပြီလ2ရက်နေ့ကယာယီအပြည့်ရဲ့အကြောင်းကြေညာပြီးတဲ့နောက်တိုက်ခိုက်မှုအကြိမ်ကြီးကတော့188ကြိမ်ရှိပါတယ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်အပြစ်မဲ့ပြည်သူနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်158ဦးသေဆုံးခဲ့ရတယ်လို့ဒဏ်ရာရရှိသူ304ဦးရှိပါတယ် မက်စလာ၂၈ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သခိုင်းကလေးကြောင့်မြန်မာနိုင်ငံမှာ၄ဒသမ၃တန်းကျော်အားလူသားချင်းစာနာမှုအကူအညီလိုအပ်ချက်တွေနဲ့တူတောက်တုံးရေးအကူအညီတွေအေးပေါ်လိုအပ်နေတယ်လို့လည်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOCHA ကဧပြီလ၁၈ရက်နေ့မှာထုတ်ပြန်ထားပါတယ်ရှင်။နေပြည်တော်မှာငလင်ကြောက်ထိခိုက်ပျက်စီးသွားတဲ့ဝန်ထမ်းအိမ်ယာတွေကိုစစ်ဆေးရမှာတထက်နဲ့နှစ်ထက်ဆောင်တွေကလွဲလို့အကျန့်အဆောက်အအုံအလုံးနေပါလူနေလို့မသိအောင်ပျက်စီးသွားတယ်လို့ကိုင်းစစ်စစ်ဆေးတဲ့မှတ်တမ်းတွေအရသိရပါဗျ။ နေပြည်တော်ပညာသိတ္တိရက်ွက်မှာရှိတဲ့ဝန်ထမ်းအရာမှာတိုက်6လုံးကအလက်စားပြုပြင်လို့ရပြီးကျန်တဲ့အလုံး150ကလူနေထိုင်မှုမသင့်တော်ဘူးလို့ဆိုပါတယ်ဝနသိတ္တိရက်ွက်ဝန်ထမ်းအရာမှာလည်းတိုက်14လုံးကလွဲပြီးကျန်တဲ့တိုက်တွေဟာအလက်စားပြုပြင်ဖို့လိုတဲ့အစင်နဲ့လူနေဖို့မသင့်ဘူးလို့သတ်မှတ်ထားတာတွေ့ရပါတယ်ဒီထဲမှာကာကွယ်ရေးဌာနဝန်ထမ်းတွေနေထိုင်တဲ့အိမ်ယာကိုတော့မှတ်ချက်တစုံတရာပေးထားတာမတွေ့ရပါဘူး။ လွတ်တော်နယ်ပြည်တော်စုအစိုးရအဖွဲ့ရောဝန်ထမ်းအင်အားတွေရှိတယ်။မင်္ဂလာသိတိရက်ကွက်မှာတော့လက်တလောလူနေထိုင်လို့ရတာတလုံးမှမတွေ့ရပါဘူး။ဒုဝန်ကြီးအင်အားတွေမှာတော့အိမ်ငါးလုံးကလွဲလို့ကျန်တဲ့အိမ်တွေကနေထိုင်လို့ရကြောင်းမှတ်ချက်ပြုထားသလိုလူပြိုအပြိုဆောင်တွေမှာတော့လူနေထိုင်မှုမတင်တဲ့တိုက်တလုံးအလက်စားပြုပြင်မှုလိုတာနှလုံးရှိပါတယ်။အားပြည့်စကိုင်းငလင်ကြီးကြောင့်နေအိမ်အဆောင်6596လုံးစာတင်ကြောင်း2514ကြောင်း ဆေးရုံစည်းကမ်း350ခုယထာလန်38ခုလမ်း269ခုအမြန်လမ်းပိုင်း203ခုဆင်နဲ့တမန်586တရား190စင်းတို့ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်ရှင်။ မတ်လ28ရက်နေ့ကအပြင်းထန်ဆုံးလှုပ်ခတ်ခဲ့တဲ့သခိုင်းကလေးကြောင့်မြန်မာနိုင်ငံမှာ၄ရက်သမှ၃သန်းကျော်ဟာလူသားချင်းစာနာမှုအကူအညီလိုအပ်ချက်တွေနဲ့တူတောက်တုံးရေးအကူအညီတွေအရေးပေါ်လိုအပ်နေရလို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရော UNOCHA ကဧပြီလ28ရက်နေ့မှာထုတ်ပြန်လာပါတယ်။ပြည်ပကဘေးကြားမှာရှိနေတဲ့မြန်မာနိုင်ငံမှာတန့်ရှင်းတဲ့ရေးလိုအပ်ချက်ဟာ၄ရက်သမှ၃သန်းရှိခဲ့ပြီးငလင်းတဘာဝဘေးတည်ချိန်မှာတော့၄ရက်သမှ၃သန်းကျော်ဟာတန့်ရှင်းတဲ့ရေးနဲ့တန့်ရှင်းရေးအကူအညီတွေအရေးပေါ်လိုအပ်လာတယ်လို့ဆိုပါတယ်။ ငလေသဘာဝဘေးကြောင့်ရေပေးဝေရေးစနစ်တွေပျက်စီးသွားသလိုအိမ်သားအလုံးရေ4000ပြိုကျခဲ့တဲ့ပြင်လျှက်စစ်မီးပုံမှန်မရတာကြောင့်ရေတင်မှုအခက်အခဲတွေရှိနေကြတာလို့ဆိုပါရယ်ဒီအခြေအနေတွေကထိခိုက်လွယ်တဲ့လူတန်းတန်းလောက်ကိုဘေးကင်းတဲ့ရေတွေနဲ့အရေးပေါ်အိမ်သားတကိုယ်ရေတန့်ရှိရေးအတွက်လူသားချင်းစာနာမှုအကူအညီတွေမိဖက်အဖွဲ့နဲ့အတူကူညီသွားမယ်လို့လည်းထုတ်ပြန်ပြောဆိုထားပါရဲ့ရှင် မြန်မာနစ်စံတရက်နေ့ဖြစ်တဲ့ဧပြီလ18ရက်နေ့ညပိုင်းမှာစစ်ကောင်စီတပ်က AR တိုင်းလေးမျက်နှာမြို့နယ်နောက်ချမ်းရှိဘန်တော်ကြီးကျေးရွာကိုလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်တာကြောင့်နေအိမ်များပြားမိလောင်ပြီးဒေသခံတွေထွက်ပြေးနေကြရတယ်လို့သိရပါတယ်။လေးမျက်နှာမြို့နယ်ဘန်တော်ကြီးကျေးရွာနဲ့ပဝင်းချင်းမှာဧပြီလ15ရက်နေ့ကနေ18ရက်နေ့နေ့လယ်ပိုင်းထိစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA မဟာမိတ်ပူးပေါင်းတပ် PDF တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကဧပြီလ18ရက်နေ့ညပိုင်းမှာလေကြောင်းနဲ့ဘုံ6လုံးထပ်မင်းကျဲချခဲ့တာလို့ဆိုပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းနဲ့တိုက်ခိုက်တာခံနေရတဲ့ပန်းတော်ကြီးကျေးရွာဟာအပိုင်း၁ကနေအပိုင်း၆ထိပိုင်းခြားထားတဲ့ရွာဖြစ်ပြီးတော့လက်ရှိမီးလောင်နေတဲ့နေရာဟာအပိုင်း၃မှာရှိနေပြီးနေအိမ်တွေမီးလောင်နေတဲ့ပြင်ရဲသားတွေသေဆုံးကထိခိုက်ဒဏ်ရာရရှိတဲ့အခြေအနေရှိနိုင်တယ်လို့ဆိုပါတယ်လေကြောင်းနဲ့တိုက်ခိုက်တာကြောင့်မီးလောင်နေတဲ့ရွာနဲ့ပတ်ဝန်းကျင်ကျေးရွာတွေကဒေသခံရဲသားတွေဟာလေးမျက်နှာအိုင်သဖြူဟင်းသရဘက်ကိုတိမ်းရှောင်နေကြသလိုတချို့ကရွာနီးဝန်းကျင်မှာပဲအခြေအနေကိုစောင့်ကြည့်နေကြသူတွေလည်းရှိရလို့ဆိုပါတယ် ိုက်ပွဲပြင်းထန်ပြီးလေကြောင်းတံခံနေရတဲ့ပန်းတော်ကြီးကျေးရွာဟာပသိမ်မုံရွာကားလမ်းမမှာတည်ရှိပြီးတော့လေးမျက်နှာမြို့နယ်ရုံးဆိုင်ရာငဝုံမြစ်ကန်ဒီတည်ရှိပြီးလေးမျက်နှာမြို့နယ်နဲ့ဆက်တမိုင်ခန့်အကွာလောက်မှာတည်ရှိရလို့သိရပါပါတယ်ရှင်မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်ကိုစစ်ကောင်စီတပ်ကဧပြီလ18ရက်နေ့မနက်09:00ဝန်းကျင်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ကလေးငယ်အပါအဝင်12ယောက်ထက်မနည်းသေဆုံးပြီးအများပြားဒဏ်ရာရရှိရလို့ကုညီဆောင်ရွက်ပေးနေသူတွေစီကနေသိရပါဗျာ။ ဖုံးကျဲတိုက်ခိုက်တာကြောင့်လိမ့်ကျကြီးရွာကခလေးငယ်တယောက်နဲ့အမျိုးသမီးနှစ်ယောက်ပါဝင်ပြည်သူ၁၂ယောက်ထပ်မင်းသေးဆုံးက၁၀ယောက်ထပ်မင်းဒဏ်ရာရရှိခဲ့ကြတယ်လို့လူနေအဆောက်အအုံလည်းပျက်စီးသွားတယ်လို့သိရပါတယ်။ဧပြီလ16ရက်တကြံတနင်္မနက်ပိုင်းကလည်းစစ်ကောင်စီတပ်ကလက်ကျကြီးရွာတွေကိုပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ပြီးခဲ့တဲ့တကြံကာလအတွင်းမန္တလေးတိုင်းတွင်ကတော်လည်တပ်ဖွဲ့တွေစုမိုးထားတဲ့မြို့နယ်တွေကိုစစ်ကောင်စီကနေ့စဉ်ရက်ဆက်လေးချောင်းကနေတိုက်ခိုက်ခဲ့တယ်လို့လည်းတော်လည်တပ်ဖွဲ့တွေစီကနေသိရပါတယ်။ စစ်ကောင်စီတပ်ဟာငလင်ဘေးကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ယာယီအပြစ်ခတ်ရဲစဲထားမယ်လို့ကြေညာထားပေမဲ့လည်းငလင်တံကိုပြင်းထန်ခံရတဲ့မန္တလေးတိုင်းအတွင်းမှာလေကြောင်းတိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေလို့လေကြောင်းအန်ရဲ့လုတ်ကင်းမဲ့ဘုံခုချင်းတွေအတွင်းဝင်ရောက်နေထိုင်ကြဖို့တော်လိုင်းတပ်ဖွဲ့တွေကတိုက်တွန်းထားကြပါရဲ့ရှင်။ တနင်္သာရီမြို့နယ်တော်လိုင်းရေးတပ်ဖွဲ့စုံမုံနယ်မြေတွေမှာဗိမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဒေသဆိုင်ရာရိုးရာဓလေ့တစ်ခုဖြစ်တဲ့ကြားစုခံပွဲကြားကပွဲကိုတကြံမတမီရက်တွေနဲ့တကြံလေးတွေမှာကျင်းပခဲ့ရလို့ဒေသခံတွေကပြောပါတယ်ဘေးမြုန်နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတကြံကာလနှစ်စဉ်ပြုလုပ်လေးရှိတဲ့ဒေသဆိုင်ရာရိုးရာဓလေ့ကိုထိမ့်သိမ့်တဲ့အနေနဲ့အဆိုပါကြားကပွဲကိုပြုလုပ်ရတာလို့ပြောပါတယ်။ကြားကရာမှာပါဝင်တဲ့ရဲဘော်တအူးကဒေသခံလူကြီးတွေနဲ့တိုင်ပင်ပြီးရိုးရာဓလေ့ပွဲတစ်ခုကိုလုပ်ကြတာပါ။ ဒီတဲ့မှာရှိတဲ့ကလေးတွေဆိုကြားကဝဲမမြင်ဘူးတာကြာပြီကြားကဝဲကိုလုံးတက်တဲ့သူလည်းရှိနေတော့ရိုးရာဒလေးကိုထိမ့်သိမ့်တဲ့အနေနဲ့ပြုလုပ်ရတာပါလို့ပြောပါတယ်ကြကဝဲကျင်းပတဲ့ရက်တွေမှာစစ်ကောင်စီရဲ့လေကြောင်းအန်ရီကိုဂရုစိုက်ပြီးအောင်အောင်မြင်မြင်နဲ့ပြုလုပ်နိုင်ခဲ့တယ်လို့ဗိမျိုးနယ်ပကဖအဖွဲ့ကပြောပါရယ်။အဆိုပါကြကဝဲမှာရန်ပုံငွေ730နီးပါးရခဲ့ပြီးအတိအကျကိုတော့ဗိမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေထုတ်ပြန်သွားမယ်လို့ဗိမျိုးနယ်ပကဖတာဝန်ရှိသူတို့ကပြောပါရယ်။ ဘိတ်ခရိုင်တွင်ကြားကပွဲတွေကိုဘိမျိုးဘလောမျိုးနဲ့တနင်္သာရီမျိုးတွေမှာဒေတာဆိုင်ရာရိုးရာဒလေတစ်ခုအနေနဲ့ဒကြံကာလတွေမှာနှစ်စဉ်ကျင်းပလေးရှိပါတယ်ရှင်။ AR တိုင်းမှာအချိန်ကာမုတ်ရွာတဲ့မိုးတံကြောင့်တောင်သူတွေရဲ့ရိတ်လက်ဆစဘာကင်းတွေရေမြုပ်ပျက်စီးတဲ့အထိဖြစ်ပေါ်နေရလို့ဒေသခံတောင်သူတွေစီကနေသိရပါဗျ။ ဧပြီလ12ရက်နေ့ကနေ16ရက်နေ့အထိအချိန်ကာလမဟုတ်ဇက်တိုက်ရွာသွန်းတဲ့မိုးတံကြောင့် ARD တိုင်းနဲ့ကပသိမ်ညောင်တုံးပန်းတနော်ဝါခဲမှာမအူပင်လက်ပွတ်တာမော်လမြိုင်ကျောစတဲ့မြို့နယ်တွေကဒေသခံတောင်သူတွေစိုက်ထားတဲ့ရိတ်သိမ်းနေစဲနှွေးစပားတွေရေနစ်မြုပ်ကတချို့စပားကင်းတွေပျက်စီးရတဲ့အထိဖြစ်ပေါ်နေရလို့ဆိုပါတယ် မိုးရွာမယ်လို့သတင်းဖတ်ထားရတာကြောင့်အားချင်းလိုက်သိမိမယ်။မိုးကရက်ဆက်ရွာနေတော့မှမီလိုက်တာ။ရိတ်လက်ဆစဘာတွေရေမြုပ်တာများတယ်။ဘာမှလုပ်မရဘူး။စဘာစည်းကကျနေတဲ့ထဲစဘာတွေရေထက်မြုပ်တော့ဆုံးရှုံးပြီလို့ညောင်နှုံးမြို့နယ်ကတောင်သူတယောက်ကပြောပါရယ်။ AR တိုင်းမှာအချိန်ခါမဟုတ်ရက်ဆက်ရွာနေတဲ့မိုးတံကြောင့်စဘာကင်းတွေရေမြုပ်နေတဲ့ပြင်နေပူလန်းထားတဲ့စဘာတွေပါရေဆိုးကုန်ပြီးနေအပူချိန်မရတဲ့အတွက်အပင်ပေါက်တဲ့အထိဖြစ်နေတယ်လို့ဆိုပါရယ်။အခုလိုစဘာတွေရေဆိုးမိုးမီဖြစ်ပါက မိုတက်တာ၊ဆန်ရောင်ပြက်တာ၊ဆန်သားအပ်တာ၊ဆန်အည်သွေးကျဆင်းတာဖြစ်တဲ့ပြင်ဆန်ဆက်မှာကြိတ်ခွဲရင်လည်းအကျိုးကျေးများပြီးဆန်အည်သွေးညံ့တဲ့အထိဖြစ်ပေါ်ကဈေးကွက်မငွေတဲ့အထိဖြစ်ရတယ်လို့ဆိုပါရရှင်။ရန်ကုန်မှာစစ်မှုထမ်းအပတ်စဉ်စနေအတွက်လူငယ်တွေကိုဧပြီ16ရက်နေ့မနက်ကလဲကူးတိုက်ကြီးနဲ့ရဲမုံတက်ရှိစစ်တင်တန်းအကြောင်းတွေကိုပို့ဆောင်နေတယ်လို့မြို့ကန်နေစီကနေသိရပါဗျ။လဲကူးမြို့နယ်ရဲမုံတက်မြို့မှာရှိတဲ့ ကိုခန့်ပညာနဲ့အားကစားသိပ္ပံရဲမုံနဲ့ခြေလင်းနဲ့လက်နက်ကြီးအကူတင်နန်းကြောင်းရဲမုံကိုဒီကနေ့မနက်7:00နာရီကစစ်ကား9စီးနဲ့လူငယ်တွေကိုပို့ဆောင်ခဲ့တယ်လို့ဇေယျဝင်းမှနေထိုင်သူတူက TVB ကိုပြောပါရယ်။လက်ကုမြို့နယ်မင်းကုန်းအခြေဆိုင်စကားတာတက်လေးကျင်ရေးကြောင်းလဲဒီကနေ့မနက်7:00နာရီကစစ်ကား3စီးနဲ့လူငယ်300ကျော်ကိုလာရောက်ပို့ဆောင်ခဲ့တယ်လို့မြို့ကန်တူက TVB ကိုပြောပြပါရယ်။ အလားတူပဲတိုက်ကြီးမျိုးနဲ့ဂျိုးပြူခြေဆိုင်အမှတ်1တန်းမြင့်လေးကျင်ရေးကြောက်ကိုလည်းဒီကနေ့မနက်10နာရီမှာစစ်ကောင်စီကလူငယ်တွေကိုစစ်ကား၄စီးနဲ့လာရောက်ပို့ဆောင်ခဲ့တယ်လို့မြို့ကန်လေးစီကနေသိရပါဗျ။စစ်ကောင်းဆောင်ကပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကလူတိုင်းမဖြစ်မနေစစ်မှုထမ်းရမယ့်ဥပဒေကို ထုတ်ပြန်ခဲ့ပြီးမတ်လ28ရက်နေ့မှာစတင်တင်နန်းပေးခဲ့ရအခုဆိုရင်အပတ်စဉ်17ရက်ထိရောက်လာပြီဖြစ်ပါရဲ့ရှင် မကွေးတိုင်းရေစကြိုမြို့နယ်တဲကိုဧပြီလ18ရက်ညနေ4နာရီခွဲဝင်းကျင်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အသက်ကြီးပိုင်းပြည်သူတယောက်သေဆုံးကဒဏ်ရာရရှိခဲ့တဲ့သူတွေလည်းရှိသလိုဖုန်ကြီးကြောင်းဆောင်တွေနဲ့လူနေအများပြားလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ရေစကြိုမြို့နယ်သတင်းအချက်အလက်ကော်မတီရဲ့တာဝန်ရှိသူတယောက်ကပြောပါရယ်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ခြေထောက်ပြတ်သွားခဲ့တဲ့ဗလဘကြီးဝါကအသက်80ရွယ်ဦးအောင်တန်းဟာစေကုသနေရင်ဧပြီလ18ရက်နေ့မနက်မှာတေဆုံးသွားခဲ့တာလို့ဆိုပါရယ် စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်ခံရတာကြောင့်ဗလာပကြီးရွာကလူနေအိမ်ဆယ်လုံးနီးပါးပျက်စီးသွားပြီးရွာဦးဖုန်ကြီးကျောင်းကအကြောင်းဆောင်တစ်ခုမိဆက်ယုံနဲ့အုတ်တိုင်းတွေလည်းထိမှန်ပျက်စီးခဲ့သေးတယ်လို့လည်းဆိုပါရယ်အခု2025ခုနှစ်တွင်စစ်ကောင်စီတပ်ဟာရေစကြိုမြို့နယ်တွေကိုမြေပြင်စစ်ကြောင်းထိုးပြီးလူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေပြီးပြည်သူကိုပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုစစ်ရာဇဝဲမှုတွေဇက်တိုက်ကျူးလွန်နေတာလို့ရေစကြိုအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေစီကနေသိရပါရယ်ရှင် အင်အားပြင်းကလေးလောက်ခတ်ခဲ့ပြီးတော့နံပါတ်ဆက်သွယ်ရေးပျက်စီးသွားတာကြောင့်ရန်ကုန်မန္တလေးကားလမ်းပိုင်းမှာကုန်တစားကတွေအစမတန်မြင့်တက်နေရလို့ဒေသခံတွေကနေသိရပါဗျ။မတ်လ28ရက်နေ့ကအင်အားပြင်းကလေးလောက်ခတ်ပြီးတဲ့နောက်မန္တလေးကနေရန်ကုန်ရန်ကုန်ကနေမန္တလေးဘက်တင်သွင်းတဲ့လူသုံးကုန်အစားတောက်နဲ့တခြားသောကုန်စီတည်ယူမှုပေါ်တစားကပုံမှန်ထက်နှစ်ဆနီးပါးမြင့်တက်နေရလို့ဆိုပါဗျ။ မန္တလေးမြို့ကမြို့သမီးတယောက်ကအဲ့ဒီငလင်ဖြစ်ဖြစ်ပြီးချင်းတက်သွားတာအခုထိပြန်မကြသေးဘူးဒဇာကားတွေကပုံမှန်1000ကောက်တဲ့ဂျက်ဖာတစ်ဖာကအခု6600တိရှိပါတယ်ပုံမှန်6000ကောက်တဲ့ဟာကတသိန်း2000ကျော်တယ်လို့ပြောပါတယ်ငလင်တန်းကြောင့်ရန်ကုန်မန္တလေးသွားလမ်းတံတားတွေပျက်စီးတာနဲ့လမ်းတွေအကြောင်းအရာဖြစ်နေတာကြောင့်ကုန်ကားဖြတ်တန်းခွင့်တားမြစ်ထားပြီးရေချောင်းကနေတဆင့်ကုန်တွေအဆင့်ဆင့်တည်နေရလို့တစားကားတွေမြင့်တက်လာတာလို့ဆိုပါရစေ။ မန္တလေးတိုင်းမှာအင်အားပြင်းကလေးလှုပ်ခတ်ခဲ့ပြီးနောက်ကုန်စည်တဲ့ရွေးခတ်ခဲနေတာကြောင့်ကုန်စည်နှုန်းတွေတက်နေတာပြင်တချို့ကုန်စည်တွေပြက်လက်တဲ့အထိပါဖြစ်ပေါ်နေရလို့ဆိုပါရရှင်